တင်ကစစ်တော့တုံးနေပြီးတော့ဒီချက်လေးတုံးချက်ကမှမသိဘူးဆိုရင်တော့တော်တော်လေးဥမာခင်တော့ကြပါပြီနော်ပထမဆုံးတစ်ခုအနေနဲ့ကတော့ profile view ကိုယ့်ရဲ့ account ကိုဘယ်သူဝင်ကြည့်သားလဲသိချင်တယ်ဆိုရင်ဒီမှာရှိအမည်လေးတုံးချက်အောင်ထည့်ပေးရပါမယ်ပြီးရင်တော့အောက်မှာရှိရဲ setting ရဲ့ privacy လေးတွေကိုဝင်ပေးရမယ်ဒီမှာရှိရဲ privacy လေးတွေကိုသွားပြီးတော့ option ဆွဲပေးရပါမယ်ရှင် ဒီမှာရှိတဲ့ viewer လေးတွေကိုဝင်ပြီးတော့ဂျာလီကပိတ်နေတယ်ဆိုရင်ဖွင့်ပေးလိုက်ပါရှင်။အဲ့လိုဖွင့်ပေးလိုက်မယ်ဆိုရင်တော့ကိုယ့်ရဲ့ TikTok account ကိုဘယ်သူတွေဝင်ကြည့်သွားလဲဆိုတာကိုကြည့်လို့ရပြီဖြစ်ပါတယ်ရှင်။ဒုတိယတစ်ခုအနေနဲ့ကတော့ offline video TikTok video တွေကိုအင်တာနက်မလိုဘဲနဲ့ကြည့်ချင်တဲ့ဆိုရင်အောက်မှာရှိတဲ့ setting and privacy လေးတွေကိုသွားပြရပါမယ်။ အောင်လေးတိဆွဲပြီးတော့ဒီမှာရှိရော offline video လေးတွေဝင်ပေးရပါမယ်ရှင်ပြီးတော့ကိုကြည့်ကျင်တဲ့ video ပမာဏပေါ့နော်ကိုတောင်းကျင်တဲ့ video ပမာဏကိုရွေးချယ်ပြီးတော့ download ဆိုရလေးနှိပ်ပေးလိုက်ရပါမယ်ရှင် internet ရှိအောင်မှာအခုလိုမျိုးလေးတောင်းထားမယ်ဆိုရင်ကိုဖုန်းက internet မရှိတဲ့အခါမှာတောင်းထားတဲ့ video လေးတွေကို free ကြည့်လို့ရပဲဖြစ်ပါတယ်နောက်ဆုံးတစ်ခုအနေနဲ့ကတော့ PSP ကိုကတတော်ချင်များပြီးတော့ကိုရဲ့ TikTok application က story ပြည့်နေတယ်လို့ခံစားနေရတယ်ဆိုရင် setting ရဲ့ privacy လေးတွေကိုဝင်အောင်လေးကိုဆွဲပြီးတော့ PSP ဆိုတာလေးတွေဝင်ပေးရပါမယ်ရှင် ညီမရှိတဲ့ cash file လေးကို clean လုပ်ပေးလိုက်မယ်ဆိုရင်တော့ညီမတို့ထင်မှာပေါ့နော်ကိနေတဲ့ cash file လေးပြတ်သွားပါလိမ့်မယ်။ပြီးရင်တော့အောက်မှာရှိတဲ့ download ဆိုတာလေးကို clean လုပ်ပေးလိုက်မယ်ဆိုရင်တော့ညီမကခုနကတောင်းထားတဲ့ offline video လေးရပြတ်သွားပါလိမ့်မယ်ရှင်။အဲ့လိုငလေးလုပ်ပေးလိုက်မယ်ဆိုရင်တော့ကိုယ့်ရဲ့ဖုန်းထဲမှာ TikTok application ကြောင့် story ပြည့်နေရမျိုးလေးမဖြစ်တော့ပါဘူးရှင်။အခုအမျိုးလေ creation နဲ့တက်ဆက်ထုတ်ကလေးတွေကိုအများနဲ့တက်ဆက်ပြီးသားမှဖြစ်တဲ့အတွက် like and follow လုပ်ပေးအောင်နော်။နောက်ထပ် video လေးမှာကြည့်ကြပါမယ်ရှင်။အားလုံးပဲတက်တာ။